တို့ညာကိုအပိနာဆင်နေကြသူများအားလုံးမင်္ဂလာပါရှင်။ဆ iamma ဤခင်ဆွေဦးရဲ့ပြန်နာပြန်မငှက်ရွှေဝါအပိုင်း၅ကိုဆက်လက်တင်ဆက်ဖျက်ပြပေးသွားပါမယ်။ခင်ဆွေဦးပြန်နာပြန်မငှက်ရွှေဝါအပိုင်း၅ လောကတွင်ပျော်ပျော်ပါပါနေတဲ့သူများဖို့အသေးဖွဲများဟုပင်ရဲစရာမောစရာလုပ်နေကြလေသည်ပျော်လဲပျော်စရာကောင်းရဲ့အားကြစရာလည်းကောင်းရဲ့ဟုဝီခင်ကတွေးမိလေသည်ဒုတိယနေရာလိုအခြေခံမြေတိုင်းပညာ elementary surveying ကိုကွင်းစင်တင်ကြရသောအခါ၌ဂျူရိုတို့အုပ်စုကိုတပြိုတပါးနှင့်တွေ့ရပြန်သည်စင်စစ်မြေတိုင်းပညာသည်မြေကြီးအနေထားပုံသဏ္ဍာန်များနှင့်ဧရိယာအခြေဝန်းများကိုတိကျစွာတိုင်းတာပြီးနောက်လွဲကူမီစကေးဖြင့်ပုံများဆွဲယူသည့်အတက်ဖြစ်သည်အဆောက်အဦများမြေထားလမ်းများ ူမြောင်များ စသည်များကို မဖောက်လုံမီဆာယာဒေတာမြင်နေရများကိုရှေးဦးစွာတိုင်းတာပုံဆွဲရ၍ဆောက်လို့မည့်အစာအုပ်ဤပုံစံကိုအတိအကျရေးဆွဲပြီးမှဆောက်လို့ကြရသည်ဥပမာလမ်းမကြီးတစ်ခုကိုဖောက်လို့ရန်ကြံ့ကြည့်သည်ဆိုပါစို့မြည်သည့်နေရာတွင်မြေကိုမြည်၍မြည်မြမြည်ကဲ့သို့တုပြရမည်ဖို့ပြရမည်ညှိပြရမည်စသည်ဖြင့်တိကျစွာညွှန်ကြားချက်များပေးထားသောမြေပုံမရှိရလျင်အလုတ်သမားတို့သည်လမ်းအောင်မြည်သည့်နည်းနှင့်မြတေချာကြနာစွာဖောက်လို့နိုင်ကြတော့မည်မဟုတ်ချေ ွင်းကတော့တကယ်တော့တောင်ရေမြေကွင်းမဟုတ်သေး။ချောင်းသားများ၏အဆောင်ရှိဘက်ရှိသောမြက်ခင်းမြင်တွင်တိုင်းညာသည်။မြူရီဆိုင်လျက်ငွေနှင်းမှုဆိုသောမြက်ခင်းမြင်ရှိတို့သည်တမိုးရင်လုံးရှင်သန်လာခဲ့သည်ဖြစ်သောကြောင့်စိမ့်စိမ့်လန်းလျက်နှင့်နှင်းပလဲဝင်းတို့တွဲခိုစီလိပြီ။ချောင်းဆောင်ရှိတန်းစီလျက်ပေါက်နေသောထင်းယူပင်ပြိုတို့သည်လည်းနှင်းရီကိုတောက်တုံးခွင့်ရသည်ဖြစ်၍ညာသားမြင်တွင်စိမ့်စီသည့်နှင်းပြိုပြတ်တောက်ပါနေသည်။ငူဝါဝါတို့စိတ်သုံးမိဖြစ်တော်လဲကွေးမြင်မြောက်ဖက်မှာငူပင်တို့သည်တမျိုးသောအစိမ့် အမှုစိမ့်နဲ့လောကအလှဆင်းနေပြန်နေမြေတိုင်းတင်တဲ့ပထမအစား၌နေရကွာဝေးကိုမိမိခြေလမ်းနဲ့လှမ်းစီ၍ခြေလမ်းရေတွင်နှင်တိုင်ရန်ဆရာညွှန်ကြားလေသည်ကျောင်းသားတယောက်စီတယောက်စီခြေလမ်း၍တင့်နှင့်သုံးလေးစသည်ဖြင့်ရေတွက်စေကျောင်းသူများအလှရောက်တော့ကျောင်းသားမမနှစ်ကြီးသမားများကတင့်နှင့်သုံးလေးဟုလာ၍နောက်ပြောင်သဖြင့်ခဏခဏပြန်တိုက်ရလေသည်ဝီခင်တို့ရေတွက်ရင်ခဏခဏမှသဖြင့်ပြန်တွက်ရသည်ဟာအချိန်ကြီးမဲရွေးပွဲဟုအော်သူကအော်ဒီကတာလား မဲလုံးညက်စီကလေးမသားရှောက်စည်းစေးပြစသည်အမည်မျိုးစုံအော်ခေါ်လိုခေါ်နေဖိုင်တွဲကိုကင်လေးရက်နေသောဆရာဟောပင်ဂယုမထားနိုင်ညဝေခင်ရှောက်ရသောအလှဲ့တွင်ဂျူရိုနှင့်ပရိပခါဖြစ်ရပြန်သေးသည်ဂျူရိုကသူတို့ဖွဲ့တရားတယောက်ယောက်ရိုက်တက်ထားသောမွေးတကောင်ကိုလယ်ပင်တွင်ကျိုးနှင်ချီပြီးဝေခင်ရှေ့ခြေထောက်နာမှဖြတ်ခနဲဆွဲလိုက်ရာမွေတီကရှော့တိုက်ပြီးဝေခင်ခြေထောက်ရင်းတွင် ကန့်လန့်ပြဲဆင်းဆင်းကြီးရောက်လာသည်ဒီနေရာတွေကလည်းမြန်ရည်နေပေါက်သည်ဖြင့်မွေလည်းမကြာခဏတွေ့ရတတ်သည် ဝေခင်ကမွေပေါ်သောအရက်တွင်နေခဲ့ရပေမဲ့လည်းအမေများအလိုလိုက်ထားသဖြင့်မွေနှင့်တိတ်အတွေ့အကြုံမရှိတဲ့မွေဆိုလျင်ကြောက်လဲကြောက်တတ်တရားတကြောင်ဂျူဒီယာဖြစ်ဒီကားတကြောင်အလန့်ကြီးလန်းလျက်ထိတ်ခနဲအသက်ရှူရက်တလို့ဖြတ်ပြီးအမလီဟုအွန်လိုင်းမိလေသည်ဂျူတို့တို့ကသဘောကျသလိုရန်မောနေသည်ကိုတွေ့ရမှနောက်ပြောင်မှန်းသည်သဖြင့်ဝေခင်ကစိတ်ဆိုးမှန်ဆိုးနှင့်သေပါစေတော့ဆောင်ဝဲကြပါစေမော်တော်ကားတိုက်ပြီးသေပါစေဟုချိန်ဆနေသည်ဂျူတို့ကဝေခင်နဲ့မလှမ်းမကန့်တွင်ရက်နေရမှအမလီအားကျင်းလိုက်တာလည်းကြက်သိမ်းထားစရာ စတာနဲ့တော့မကမေးဘူး။တန်ချိုင်နှင့်မေယောင်က ရေမောနေသည်။တင်ရမှာပဲ။ဝေခင်ကပြန်ပြောသည်။ထို့နောက်ဂျူလိုရက်သွားသောမွေကိုမျက်လုံးပြူကလှမ်းကြည့်နေသည်။မွေသည်မိခိုးရောင်ဖြစ်ပြီးချက်ပြားဝိုင်းကလုံးမရှိကနှစ်ပေခန့်သာရှိသောအသေးစားမွေဖြစ်တော်လဲ။မွေဆိုတော့မင်းကလေးများကြောက်ကြသည်သာ။ဝေခင်အခုချိန်နဲ့ရမှာဆောင်းမွေးကြပါစေဆိုတော့အခုချုပ်သိမ်းမေးဟာအခုချုပ်သိမ်းမေးသူတို့ကဝေခင်အားနဘူးနစာပြောနေတယ်ဝေခင်ကဘာမှမပြောမယုတ်တဲ့ရင်မွေမင်းသားလှုပ်လိုက်မှာနော်ဒီမှာ ဒီမွေမင်းသားလေးကမထွေးကိုလိုက်ရှာနေရတဲ့ဂျူရူကမွေကိုကျိုးနေဆွဲကမှကမြောက်ပြရင်ရင်မောလေးရဲ့ပြောနေသည်ဝေခင်ကခြေလန်းလှမ်းရင်ရေတွက်နေသဖြင့်ဘာမှပြန်မပြောတော့ဘူးချိပေကအုတ်ခဲကိုဖင်ကူးထိုင်ကဂျူရူကလှမ်းကြည့်ရင်မင်းဥစားမွေဒီမှမသိမွေမှမသိမင်းခွဲကြရတယ်လို့လားအတုံးလိုက်အတက်လိုက်မစင်မစင်ပြောနေသဖြင့်စေပတီကချိပေကြီးကောင်လှမ်းရိုက်လိုက်သည်ချိပေကမင်းကလေးများကိုအားအောင်အားနာနေကြည့်ပြီးဂျူရူကျိုးနေဆွဲမှထားသောမွေနာမျက်နှာကကအခုညီလေးက ထွေးလေးကိုရှာတယ်လား။မင်းနေစေကျူတို့ကချီပီဤမျက်နှာနာသို့မွေကိုကတ်လိုက်ရာ နောက်ဆုတ်လိုက်သဖြင့်ဖိကုတ်ထိုင်နေသောအုတ်ခဲပေါ်မှလိမ့်ချသွားလေတော့သည်။မေယောင်ကရဲနေရာမှအဝေးသို့လှမ်းမြော်ကြည့်ကာတစ်ပင်တပင်အောင်ရဲလျက်ဖိုင်ရဲကိုလှမ်းလို့ကြည့်နေသောဆရာအမင်းကိုပြရင်"ကိုရပါ"မွေးတကန်ကန်လုံနေမှာစာဆရာချင်းမှာတွားချပါလားဟုရွှဲ့ပြောလေသည် အမေမေတော်တော်မဆာပါနော်ကျွန်တော်မျိုးကောင်းစားတာမြင်းညင်းနေလားဂျူရိုကဟန်ပယ်လေးတန်းနဲ့ပြန်ပြောလိုက်သည်ဒီတော့မေယောင်ကယင်နေသည် ကိုပြဲကဂျူရိုဂျိုးနဲ့ဆွဲဆန်ထားသောမိခေါင်းကိုအသာကိုင်ကသူ့နှုတ်ခမ်းနဲ့နန်းဟန်ပြူလျက်။အိုမိုင်ဒါလင်းအိုမိုင်ဒါလင်းဟုတချင်းဆူနေသည်။မွေးကြောက်တတ်သောဘဲဦးနဲ့စိတ်ပတိတို့ကဂျူရိုနာလုံးလုံးမကက်။အဝေးမှာကြက်သိမ်းထဟန်ပခုံးတွန့်မြနေသည်။ချိုင်ချိုင်ကသူ့တို့မလို့မရောမရှာဟုပြောရင်ရဲမိလေသည်။ဒီတော့ချီပြာပုတ်ခဲ့ရာထိုင်နေရာမှာဖုတ်ဖက်ခါထားလျက်ဂျူရိုလက်ထဲမှာမွေးကိုယူပြီးလယ်ဘင်းနဲ့ဆွဲလိုက်သည်။ထို့နောက်ဝေခင်လျှောက်လာသောလမ်းအတိုင်းလှမ်းလာရင်း သူ၏ရှေ့ကိုင်းသောကိုကြီးကိုရင်းတွင်ကတင်မားကိုဘဲညာလှုပ်ခါလျက်မုံရွှေကြီးခိုင်မာလာနှင်းစီဟုတချင်းဆိုပြီးမေးကိုဝိုင်း၍ရှေ့တို့နောက်ငယ်လှုပ်ပြနေသည်ညလုံးမြောက်ထောင်းကလျက်ကြာမူရာလှုပ်ပြနေရာအားလုံးတတော်တော်ရဲမောကြလေတော့သည်မကြမီဆရာရောက်လာပြန်တော့အားလုံးအင်ဂျူရီတွေနဲ့တည်ကြည်ငြိမ်သက်လာပြန်သည်ကျောင်းသားတွေထဲတွေ့ကြုံများသောဆရာအားလည်းလူပါပင်ခင်ဗျားတို့နေဘူးတဲ့ပြန်မှန်းနေကြပြီလားမှန်းမအောင်ဆရာဂျူတို့အုပ်စုကမဆိုင်မတွာဖြစ်သည် ူတို့ကအတန်လဲကျယ်သည်စကားပြောလဲမြန်နေရှမ်းနိုင်စကားပြောဟန်နေလုံးလုံးမတူဟုဝေခင်ကတည်းထားမိလေသည်ဆရာကခပ်ပြုံးမြုံမယ်နေရိတ်လိုခြင်းဘနေဘူးကဆောက်ရတာပေါ့ဗျာလက်တွေမှာကျွမ်းကျင်ရမယ်ပြန်မှန်းခံရမယ်ဒါမှအင်ဂျင်နီယာကောင်းတယောက်ဖြစ်လာမှာခင်ဗျားတို့လည်းတိုးကြည့်မြန်မယ်စစ်တိုက်ထွက်ရတဲ့စစ်သားတွေကိုကိုယ့်ကိုယ်သဘောထားတေမင်းနဲ့ရင်မဆိုင်ရတာတခုပဲပြောစရာရှိတယ်ဒါတော့ဟိုလူဟာဘာလုပ်လဲဂျူရိုဘမင်းကောကမေးလိုက်လေသည်ဂျူရိုအဲဟိုဟာရန်ရန်ပိုင်မှာ ဘဲဟုကဝင်ဖြည်သည်ဆရာကပြုံးမြဲပြုံးလျက်ကိုရန်ပိုင်ဆိုမွေနဲ့တောင်စစ်ခင်းသေးတာပဲဒီတော့ဂျူတို့ကဂုတ်ပူဝင်သားသည်ရှာလဲမသိမသားထွက်လာသည်ဒီတော့ဆရာကဆက်၍တည်ကြည်သောမျက်နှာထားနဲ့ဒီဘာသာကဖြီးလို့မရဘူးဗျတောင်တို့ဂျိုင်ခွမ်းတို့တိုင်းတဲ့နေရာမှာဖြီးရင်ဖြီးသူတခါတည်းကွဲတာခင်ဗျားတို့နောက်နေကြရင် instrument ကိုင်တာတွေ့တာကျွမ်းကျင်မှုလေ့လာရမှာသူတို့ဖြင့်မျိုးပြတွေကမေမျိုးကမ့်ဆင်းမှဒီမှာအချောင်ကိုသမျှဒုက္ခရောက်ကြမှာခင်ဗျာဒီမှာလက်တွေ့ရောစာတွေကပြန်ပန်းခံရမှာဗျာ ခဏန်းဆိုတာလဲခင်ဗျားတို့အများကြီးတွေ့ရမှာဆရာပြောရင်ចောင်းသားចောင်းသူတွေညနာများကိုတယောက်စီလိုက်ကြည့်သည်ခင်ဗျားတို့ဆယ်တန်းတုန်းက logarithm ဘယ်နှလုံးလဲ၃လုံးလား၄လုံးလားရှိတယ်ဒီမှာ9လုံးထားပြီးတွေ့ရတာတခါတလေညာလုံးမောက်ထိုင်တွေ့လို့အဖေရထွက်ချင်မှထွက်တာသင်္ချာတွေ့လို့ခေါင်းမှုတွေမော်တယ်ဆိုရင်တော့ဆက်မလိုက်တာပဲကောင်းတယ်နှမဟုတ်ရင်ဒီနေရာကစိတ်တစားစေးုံနဲ့နီးတာနဲ့အတော်ပဲဖြစ်သွားမယ်ဆရာကရေဆရာကိုရှုတည်တည်နဲ့ပြောနေတဲ့ပြင်ဘယ်သူမှမရေပဲနေကြရမှာချီးပီကသဘောပေါက်ကအတန်ထွက်ရေမောလိုက်လေသည် ဒီတော့အားလုံးကချစ်ပေဦးကြီးကရေမောရသည်ခမားတို့နှစ်ကြီးသမားတွေကနှီးကောင်းလန်းကောင်းလေးတွေရှေ့ဆောင်လမ်းပြလိုက်မယ်ဗားရဗျာတိုင်းနီးတွက်နီးတွေကလူတို့ပူလျှော့ LTPS တဲ့ဟုတ်လားကွန်ပျူတာမမှန်းတဲ့ရင်ဒီစကားအသုံးနဲ့လူတို့ပူလျှော့အဲ့ဒါခမားတို့လက်တွေ့ကြလာတာပါတာလုပ်မရဘူးဗျအမှတ်ထားခမားတို့ဒီမှာပြန်မမခံဘူးဆိုရင်လက်တွေ့မကျွမ်းကျင်နိုင်ဘူးနောက်ဆုံးမြမျိုးကြတော့လည်းမပိုင်ရင်ခမားတို့အလုတ်ခွင့်ဝင်ကြရောဆိုပါတော့ဒီတော့ဟိုဆန်းတီဆန်းနဲ့လောက်ငယ်သားတွေကကိုယ့်ကိုထင်သေးမှာပဲ ဒီစကားခမရတို့မျိုးပြသမားတွေကိုအထူးပြောနေရတယ်။ဆရာကပြောနေတော့ကိုပြဲတို့ချီပေတို့ဂျူရိုတို့ဒီပြောင်းမျက်နှာတယောက်ကြည့်နေကြလေသည်။ဒီနောက်ဂျူရိုကနှုတ်သက်အားသွမ်းနဲ့ဟုတ်ကဲ့ဆရာကျွန်တော်တို့အဆောင်ကိုထိုးစားပါမယ်။ပြန်မခံမယ်။သူများတွေ free ရိုက်ကြပါမယ်။ကျွန်တော်တို့မနာလို့မရှိပါဘူး။ထို့သူပြောစဲချီပေကဆရာမကြားအောင်လေးတန်းနဲ့မမရေးတစ်ချက်ညာလို့နာလို့ဘူးတဲ့နာလို့ဘူးတဲ့ရှင်ဟုသိဆိုနေသည်။ကိုပြဲကအသာကြည့်ပြီးရင်မောနေသည်။ဆရာကပြောလျက် ်ခင်ဗျားတို့အတွက်ပြောတာပဲခင်ဗျားတို့ထူးချွန်တဲ့တက်ပညာရှင်ဖြစ်လာဖို့ဟာဒီပင်မဆင်းရဲမှုတွေရာပဲဆုံးဖြတ်ပေးမှာပဲအနာခံမှာအသာဆန်းမှာပြောပြီးဆရာကထွက်သွားပြန်သည်ဆရာထွက်သွားပြန်တော့လေသူတို့ကတတော်တော်ရင်မောလျက်ကြံရေးကြပြန်သည် င်တန်းပြီးဆုံးညီကြတော့ရှေးမလျှောက်သွားတော့ဝေခင်မေအောင်နဲ့ကြမ်းကြိုင်တို့နာကိုဂျူရိုတို့အိုဆိုအားပြေးလွှားလိုက်ကြသည်ဂျူရိုကနားမနေဝေခင်ဝေခင်ဝေခင်ကလက်မရှိသဖြင့်ထက်ဆင်ခေါ်လိုက်ရသည်ဒါလည်းလက်မကြည့်ဂျူရိုကဝေခင်နာကိုလိုက်ရင်မိလာကဝေခင်ရှေးမှာကြိုးရက်လိုက်ပြီခေါ်နေမှာကြောက်လားကြားလာပဲအေးဘာလို့လက်မကြည့်ရနောက်တယ်ထင်လို့ဟာအကောင်းခေါ်တာပါဟာဒါတော့ပဲသိမလဲဆရာနောက်တာတွေကိုသိစိတ်ဆိုတာပဲလားအေးဆိုတယ် တောင်းမန်ရောခြေနဲ့မလားဝေခင်ကမဖြစ်မယောင်ကဂျူရူရဲ့မျက်နှာချိုချိုကြည့်ကရဲကျင်လာသည်တန်တန်ကတော့အခဲခတ်သလိုဂျူရူကငင်းမော့ကြည့်နေသည်ဂျူရူနောက်မှချီပီတို့ချိန်ပြီးတို့ကဖြည်းဖြည်းချင်းလျှောက်လာသည်တောင်းမန်ပါပဲဆိုတာတော့မကျေနပ်ဘူးလားဟာရန်သူတွေတော့ဝင်ချရင်ကျင်းနေရသေးတာပဲတို့တွေကရန်သူမှမဟုတ်ပဲဝေခင်ကဘဘညာညာထွေထွေရံပြောရတဲ့ဖြင့်စကားမဆိုပဲရှေ့မှာရှောင်းမြတန်းလျှောက်လာနေသည်ဝေခင်ကငါတို့ကိုကြောကြောနဲ့မှားပြီထင်တယ် တို့ဆိုတာကျွန်တော်တို့အုပ်စုနဲ့မတူဘူးငါတို့ကပျော်တတ်နောက်တတ်ပဲမယ်ကျွန်တော်တို့လိုမင်းကလေးတွေပေါ့မရိုင်းပါဘူးဟာမစော်ကားတတ်ဘူးနိုင်လည်းမရှိဘူးနင်းချော်လဲတော့ကကျွန်တော်ဝမ်းသာအရာနဲ့ပြောလိုက်တဲ့စကားအတွက်လဲစိတ်မကောင်းပါဘူးမှန်တော့ကျွန်တော်ဟာငါ့ညီတော်ဝမ်းခွဲပါသိပါတယ်ဝေခင်ကစကားထွန်းတာဆိုလိုက်သည်ဂျူရူကဒါမဲ့သူ့မိနဲ့ငါတို့မိယူရက်ယောက်ျားတွေကမတူဘူးဟာငါတို့အမိယောက်ျားတို့ဖေဟာရိုးရိုးအေးအေးဘယ်လိုပြောရမလဲဇိုက်မှန်တယ်ပေါ့ ဂျပန်ခေတ်ကတော်လိုင်းရေးသမားဟာစစ်ပီးလွတ်လပ်ရေးရတော့ကုန်တယ်လုပ်တယ်။တူရင်းချန်နေမော်လမြိုင်မှာဝယ်ပြီးတော့စီးပွားရေးလုပ်ငန်းရောက်ချလုပ်တယ်။မန္တလေးပြောရရင်အစားအသေးစံလေးတရားနဲ့တစားတစားဝရိယလုံလာနဲ့ညာနဲ့ကြီးပွားလာခဲ့တာ။ဖေဖေကရိုးတယ်ဖြောင်းတယ်။သားသမီးအစိုးမအားရတော်တယ်။အော်ဒါကြောင့်ဒီကောင်ဒီလောက်တော်တာပေါ့ဟုချီးပေကဂျူတို့ပကုန်းကိုဖတ်ရင်ဝင်ပြောလိုက်သည်။ဂျူတို့ကချီးပေလည်းကိုပုတ်ချရင်ဟဲ့ဆေးကောင်းကြောက်ကောင်းရောင်းတဲ့နေရာမှာဆေးရိုးတွေကကန့်လာမှဝင်တယ်။ မသိပါဘူးကွာငါလူများရောင်းနေသလားလို့ချီပီယာနောက်ပြောင်သဖြင့်ဂျူတို့ကချီပီယာတွန်းထုတ်လိုက်ပြန်တယ်တော့ဝါငါရေးကြည့်တဲ့စကားပြောနေရဝေခင်ကငါနဲ့ကြော်ကြော်တို့နဲ့ရောသားမှာဆိုလို့ကွာဒါနဲ့ဆက်ပြောအောင်မယ်ကြော်ကြော်တို့အမေတို့ရဲ့တော်ပေါ်မိညီမအိုးအဲတော်တော်ယောက်ျားကြော်ကြော်အဖေကအရာရှိအကြီးစားတော့အသေးစားမဟုတ်ဘူးဒီတော့ဝေခင်ကမျက်ခုံးလေးတွန်းကနေပါအောင်ဒီစကားသိကြဘူးတာပဲဟုပြောရင်စဉ်းစားမိကရဲမိလေသည်ဂျူတို့ကသူ့စကားကိုဆက်၍ အရင်ကဘာပဲဖြစ်ခဲ့ဖြစ်ခဲ့အခုတော့အစင်းကြီးကလေးကြီးပေါ့တိတ်ကုံရှိတိတ်အထက်တန်းကြမမေညမာတော်တော်ဆိုတာလည်းမင်းကတော်ကြီးပေါ့လူတကာမမမမနဲ့ဆိုတော့တော်ရုံတိုင်းရုံကိုလူမထင်တော့ဘူးဟာကြော်ကြော်ဆိုတာလည်းမွေးကလေးကလူတကာဟူးငုတ်ခဲ့တာခေါင်းပေါ်တင်ခဲ့တာဒီတော့လူတကာခေါင်းပေါ်မှာပဲသူကနေနေတာလူတကာကိုအနိုင်ကျင့်နေတာအိုးလူလူချင်းအနိုင်ကျင့်နေတိုင်းကျင့်လို့ရမလားဝေခင်ကဖြတ်ခနဲ့ဝင်ပြောလိုက်သည်နင့်တတိကိုတော့တို့ကချီးကျူးပါတယ်တို့လည်းနင့်လို့ပဲမဟုတ်မခံအစားရရပဲဒီတော့တူကတို့တွေကိုတိတ်ခံပြင်တာ သူကဂျူတို့ကိုဥချိုးပြမယ်ဆိုပြီး क्वे ရခဏခဏပြောတာတဲ့။နင့်ကိုလည်း क्वे ရပြောတယ်လေ။ငါကတော့သူ့ကိုရှေ့တင်လဲဝေမန်းတာပဲ။သူကရန်ကုန်မြို့ပေါ်မှာနေကားတကြီးနဲ့ကျွရှင်နေသွားနေကျွရှင်နေတက်။ခွက်ကျွရှင်နေလဲအနက်ခံပြီလား။အင်ယောင်အောင်ကားနဲ့ဆရာခေါ်တင်တာ။ဒီသုံးခုနဲ့အောင်တော့ငါတို့လိုနေရကောင်းနေဒီသုံးခုရတာကိုသူကခံပြင်းနေတာ။ငါတို့ဘလောက်တော်တယ်ပေါ့။မင်းဒါတော့စေးကြောက်မရဘူးနော်။ကိုပြဲရဝင်ပြောလေသေး။ဂျူတို့ကငင်းနေစေချစ်ပြရ။ရမှမရပဲရရင်တိတ်လိုက်ပေါ့။ ထိုးလို့ကောင်းနေရဒီလိုင်းကိုဆက်လိုက်မတက်လိုက်ဖို့ရည်ရွယ်ခဲ့တာ။ "तू ကဒီလိုမဟုတ်ဘူး။အမှတ်တွေစင်းရဲနေတော့ခိုင်ကေတို့ရင်တွောင်းကိုရတဲ့။ဒီကောင်ကြီးတော့မသိဘူး။ဂျူတို့ကမင်းကောပြနေသည်စိတ်ပရိယာကြားပြောက်ဝင်နေရဲ့။မင်းရရောဘလို့လို့သိတယ်လဲ။ဟဲဟဲဒီလိုပဲပေါ့။ဒီကောင်ကအချင်းချင်းများရှိုးနေရသည်။ဘဲဦးကချီးပေရီကောင်မိမကန်းနဲ့လှမ်းပုတ်လိုက်သည်။အရက်ငါးပေသားရှိသောပူပူဝဝဘဲဦးနှင့်အရက်ခြောက်ပေရန်ရှိသောပြင်းပြင်းချေချေချီးပေဦးကြီးကကြံ့ကြံ့တို့ကရင်မောမိသည်ဟေးခိုင်ခင်တဲ့ဒီကောင်လည်းဘလို့ဆက်သွဲရှိတာလဲ ကိုပြဲရဝင်မိလိုက်သည်ဒီတော့ဂျူရိုကဩမင်းရလေဂုံတူအလုပ်တူလေသူတို့စကားနဲ့ပြောပါရင် rank တူချင်းအဲ့ဒါစကားပြောတာခိုင်ခိဖေနဲ့ကျွန်တော်တို့ဖေကဌာနချင်းမတူပေတဲ့လက1600စာချင်းတူတူပဲဖေကတူတူတောက် golf တူတူရိုက်ဖဲတူတူရိုက်ကားနဲ့တယောက်ရင်တယောက်ကိုဖုံးညီဆက်မိမချင်းဆက်သားသမီးချင်းဆက်ခွေးချင်းဆက်ဘာဘာချီဖေကမျိုးလုံးကြီးများပြုကအလန့်တကြားနဲ့မေးလိုက်သည်ဂျူရိုကမင်းကလေးတွေရှိမှုစကားမဆက်တော့ပဲ တကယ်တော့လေလူတွေဒီအဆောင်ရောင်တွေမြင်မာလေးလေးအနေအစားကိုချဲ့ထွင်နေလေးဖြစ်လာကြသည်တူနဲ့လူမိတ်ဆွေရင်းပမာပေါင်လဲပေါင်ပြန်လဲပြန်လျက်ရှိသည်တိန်နဲ့တိန်ကုလူဆက်ဆံကဂျူလိုပြောသလိုကားနှင့်ကိုဖုံညင်းဆက်သားသမီးချင်းဆက်ခွေးချင်းဆက်ဆိုသည်မှာအမှန်ပဲနောင်ခါရင်ဝေခင်တိခင်ရလာသည်ချောင်းဦးရင်ထဲမှာပန်းမြပဲမနေရဟိုရင်ရကမုံနဲ့တင်းရကမုံဟိုအိမတစ်ခွာနဲ့ဒီအိမတစ်ခွာပန်းညင်းလဲဆက်သေးသည်စေရနာရှိလို့ပေးကြတာထက်ဒါပဲရလာတာဘယ်သူ့ရင်ငါရတာစားသည်များ ခွေးချင်းဆက်စုစီမှာလည်းစကားပမာပြောတယ်မဟုတ်ခိုင်ခင်နဲ့ကြော်ရွေးမှာအက်ဇေးရှင်းခွေးချင်းများမွေးထားကြသည်ပမာခွေးမျိုးမဟုတ်သဖြင့်နေ့စဉ်နွားနို့ပေါင်းမို့ထော်ဘက်တော့ကြက်ဥအသားငါအစရှိသောအဖိုးကြီးအဟာရများကိုမှာစားတတ်ကြသည်ခွေးတောင်ရင်တနေ့စီမှာ ပြန်များသုံးချက်ခံရှိလေသည်ဟုအဆိုရှိသည်ဖာဂလူကွန်ခေါ်အဖိုးတန်အားစီများကိုဝင်ဝဲကျွေးရသည်သည်ကျော်ကျော်တို့အိမ်မှာထိုးခွေးမျိုးအထီးအမှနှစ်ကောင်မွေးထားရာအထီးရသေးသောသဖြင့်ခိုင်ကီဒီမော်တို့အိမ်မှာခွေးအထီးနဲ့ကျော်ကျော်တို့အိမ်မှာခွေးအမှတို့ မျိုးချင်းဆက်ကြလေသည်ဒါအပင်ဂျူရူကရည်စူးပြောလို့ရန်ရှိသည်ဂျူရူတို့မော်လမြိုင်အိမ်၌ပင်ကျော်ကျော်တို့ဖျားပေးသည်ဖြင့်အိမ်လုံးလုံးရေးအတွက်အက်ဇီရှင်ခွေးတကောင်မွေးသေးသည်ဒီခွေးမျိုးတကောင်300တန်သည်ဟုကျော်ကျော်တို့ဖျားမချခဏဂုံယူပြောလေရှိသည်အရွယ်ရောက်ခွေးကြီးဆိုလျင်600 900ဆိုပဲဂျူရူတို့ကတော့မောင်နှမ10ယောက်တောင်ရှိသည်အိမ်နောင်စုဆိုတော့ခရီးကထာမများနိုင်အိမ်သားတွေစားတော့ငါးတလောင်ဟင်းလဲကျွေးငပိရင်နဲ့နဲ့ကျွေးလို့ကျွေးစားတာပင်ကြတော့ခွေးကြီးကလူတွေနှင်မြင်မာလာပြီး လူတွေစားသလိုမုံစိမ်းမောင်းငပြောကျော်စားတော့တကြီးစားများကိုပါစားသည့်အပြင်ဂျူလူရုကြံဆုပ်သလိုကြံတွေဆုပ်စားသည်ဖြင့်ပြောစမဲ့ကြီးကိုဖြစ်ကြသေးသည်တီသူတွေနဲ့တသားတည်းနေသည်ဖြီသူတွေစားသလိုစားသည်ဟု၍ဂျူလူကသူ့အင်အားခွေးကြီးကိုဖြီသူခွေးဟုအမည်တက်သည်ကျော်ကျော်တို့အိမ်မှာခွေးရတော့အယ်ဂျီရှင်ခွေးကော်လာဗျူအရာရှိကြီးတို့ရဲ့ခွေးမျိုးတီးတန့်ခွေးခွေးပက်ကကော်လာဗျူရရှိကြီးဆိုတာကတော့အနောက်တိုင်းနိုင်ငံတွင်ကော်လာဗျူတက်သောအခွင့်အရေးရရှိများကိုဆိုလိုသည်ဟု ကျွန်တော်တို့ဖခင်ပြောဘူးသည်ဖခင်သူ့မယားညီကိုကိုဒီလိုပင်ကမွန်းတက်သည်ထို့နောက်ကျွန်တော်ကဆက်ပြောသည်မှာသူတို့ကအစင်းတန်းချင်းတို့မှာပေါင်းတာဥပမာဆိုပါတော့လာက1600ဇာရီစီဝေးလုပ်တယ်ဆိုရင်ဌာနတစ်ခုကလာက1300ဇာလွှတ်လိုက်တယ်ဆိုပါတော့အဲ့ဒါတိတိတသားပဲကန့်ကွက်ပညာပြရတယ်လက်ဖက်ရည်ဝိုင်းဖွဲ့တောက်နေလို့နည်းနည်းတော့ယာရုအစစ်နေနေဆိုရင်ဒီဝိုင်းသွင်းနေတာမဟုတ်ဘူးတဲ့ဖေဖေကိုယ်တိုင်မြင်ခဲ့တာဒါကြောင့်တို့ဖေဖေကလာကစားမလုပ်ချင်တာတဲ့ တဆင်တဆင်အောက်ကျွာတာကိုယွန်းလို့တဲ့ဖြူရိုဂရက်ဆိုတာဒါပဲနေမှာချူရိုကပြောရင်တစ်ချက်ရဲမော်လျဲဝေခင်းမျက်နှာကိုစိုက်ကြည့်ရာဒါတွေပြောနေရတာကတော့ငါနဲ့ကျော်ကျော်တို့ကစိတ်ထားချင်းဗန်နီးနဲ့မှမတူဘူးဆိုတာကိုဝေခင်းသိစေချင်လို့ဒီလိုအသားဝိုင်းကပေါက်ွားလာတဲ့ကျော်ကျော်ဟာဘလောက်ထောင်လာသလဲဘလောက်မောက်ပါသလဲဝေခင်းတို့လည်းအသိပဲတို့ကဒီလိုအုပ်စုမျိုးမဟုတ်ဘူးဆိုတာကိုခွဲခြားသိစေချင်လို့ပါပဲချူရိုကပြောရင်ဆိုရင်သူ့မိတ်ဆွေများနဲ့ဝေခင်းတို့ကမိတ်ဆက်ပေးသည်သူကဖေးတန်းခေါ်ချီးပေးဒူရောက်ဆောင်မှာအင်တာတန်းစီရင်ရလာတဲ့နာမည်ကချီးပေး ထို့လိုပဲမော်လမြိုင်သား။သူကရေနံညောင်းအခင်မောင်ရင် R&D ရောက်မှစာအုပ်ဆိုင်တွင်ပြိုးပြဲလို့ကိုပြဲတဲ့။ခေါ်တာကအပါဘဲဦးလို့ခေါ်ကြတာတော့ဒီပုံကသာကြည့်လိုက်ပါတော့ဗျာဆိုတာလိုပဲ။အပါနတ်မောက်သားဘူကျောင်းဆန်တို့ဇာတိ။သူကစိတ်ပတိတဲ့နာမည်ချင်းကတာမ။ဂျူရိုကတယောက်စီနာမည်မိတ်ဆက်ပေးနေစေချိပီကချင်မဲတို့အုပ်စုထဲမှာလည်းတာမောင်တယောက်ရှိသေးတယ်။ဒီငနေ့ကမြာငန်းလုံးလုံးသူ့ကိုနှာတာမောင်လို့ခေါ်တယ်။ဒါကြောင့်ကိုရိုးဘက်ကတာမောင်ကပရိတာမောင်ပေါ့။အမေ။ ချန်ချန်ကပြောရင်နှကမ်းမဲကရဲနေသည်ဂျူရူကဆက်၍တကယ်ပတိစိတ်တဲ့တာမောင်မှာညညာအိယာဝန်ခံနေတဲ့ဂုံတော်ပတိစိတ်တာတို့မြင်မြင်ပဲကိုပတိကဟင်းဒရာသာတို့ထဲမှာ तू ကအတော်ဆုံးအကောင်ဆုံးပရဲစီတကောင်တော့မတက်ဘူးကိုပြဲကကြားဖြတ်ဝင်၍ကနန်းအရှင်ပဲရေနွေးတဲ့ထဲ့ပြုတ်သွားတာ तू ကတော့ရဲထော်တဲ့တောင်ကသားလေနာမည်နဲ့မျိုးနဲ့လိုက်တယ်ရှင်ရဲထွက်လဲခေါ်တယ်တပင်ရွှေထီးနဲ့မိုက်ကန်းတာညာလဲတူတယ်ပလင်းမော်တာညာလဲတူတယ် ။ဒါကြောင့်ကိုရောကသူ့ကိုအဝေယာလို့ခေါ်တယ်။အဝေယာဆိုတာသူ့ပဲမှတ်။ဂျူရိုကမိတ်ဆက်ပေးနေစေ။ချီဘီကတောက်လိုက်ရင်ချိုမြှောက်လိုက်ရင်ခါကိုအတန်နဲ့အတန်ထားနဲ့ဆိုလိုက်လေသည်။မေယောင်ကရေလျက်ရှင်တို့တွေကအဝေယာအဝေယာခေါ်တန်းကြတော့ဘယ်သူမှမသိဘူးခုမှပဲ။အေးကသူ့ပဲသူ့ပဲ။ကိုပြဲကအဝေယာကိုလည်းမျိုးထိုးပြနေသည်။လူတွေကတပုံစံစီချီဘီကဖေးတန်းပင်ပင်ရှိရှိကိုပြဲကခင်မောင်ရင်အသားမဲမဲခတ်တုတ်တုတ်ဘဲဥခေါ်အပါကဖြူဖြူဝဝ ဆေးပရိခေါ်တာမောင်ကဖြူဖြူပင်ပင်တစ်တေအဝေရာခေါ်ရဲထွက်ကတော့အယံမြင်းမြင်းနဲ့အသားလက်သည်ရုပ်ရည်ချောမောလှပါသည်ဂျူရိုနဲ့ညီကိုပမာ ရေးရေးတူသည်ကိုရံပိုက်နာမည်ရရောဘာလို့ဂျူရိုဖြစ်လာရတာလဲချိုင်ချိုင်ကဆက်ဆက်ဆူဆူမေးသည်ဂျူရိုကမဖြေပြုံးရတာနေသည်ဒီတော့မယောင်ကဂျူရိုတက်လို့လားချီပီယာတစ်ချက်ရေလေးရဲ့ဘလို့ထင်လို့လဲဘယ်ထင်တတ်မလဲဟုမယောင်ကထဖြေသည် ော်လမြိုင်မှာသူ high school ကျောင်းသားဘွားဒီကောင်ကဂျူရိုတင်တဲ့တခါစားတွေးကြွားပြီးတော့အတန်းနဲ့ရဂျူရိုမောင်ထေးဝင်းဆိုတဲ့ကောင်နဲ့သွားချဲတာရှောင်းရောက်မဟုတ်လားဝေခင်ကဖြတ်ခနဲဝင်ပြောကရဲလိုက်လေသည်ဂျူရိုကဝေခင်မျက်နှာလေးကိုဆိုင်ငေးကြည့်ပြီးမျက်နှာနဲ့နေရွယ်နေမြန်းလေးရည်နေသည်ချီပီကဝေခင်ကဘယ်ဆိုးလို့လဲအမှန်ပဲရှုံးတာပေါ့ဟိုကတင်းတဲ့ဆင်းမဲ့ဟာဘယ်လက်တောင်အထိနာသွားလို့ဆေးရုံသွားပလာစတာကန်ရတာတပတ်ချိုင်ချိုင်တို့ကရေမောကြသည်ချီပီကဂျူရိုကြီးကြောဘုတ်ခါ ခုတော့ဂျူရိုချန်ပီယံဖြစ်ပါပြီ။ရန်ကုန်မှာသင်တန်းတက်လိုက်တာ။တိုင်မဲတွေဘာတွေမှာရွှေတစိတောင်စုရခဲ့တယ်။ဂျူရိုကချီပီချိုကိုပြန်ပြန်လှလှန်တက်ခါ။တကယ်တမ်းကဒါတွေအားကိုးရတာဟာဒီစီတနာအကျိုးတွေပေးပါလိမ့်မယ်။ပေးပါလိမ့်မယ်။ဝေကင်တို့ဟာရှင်လန်းပေါ်ပါစွာပြင်ရင်မောကြလေသည်။သူတို့တွေရဲစကားပြောနေရမှာခွဲခွာလာခဲ့ကြလေသည်။ရဲချိန်ကမပြတ်ရင်းနေကြသေးတာ။ချီပီကသူ၏ရှည်လျားသောအရက်ကြီးနှင့်ဘဲဥလိုချဘူးလေးနှင့်တမင်တွဲလျှောက်ပြီးဘဲဥကမှလက်တင်လျှောက်သွားသည်ကိုကြည့်ရင်ရဲစရာဖြစ်နေသည် ဝေခင်ကလည်းကလေးငယ်လေးလိုဟဟပပရေမောနေမိပြန်နေဝေခင်ရဲ့အကိုတင့်ကြွားမှုဝေခင်မကြာခဏရေမောတတ်တော်အလေးကိုမကြိုက်တခါတည်းရမအင်ပြန်လာလေးရှိတော့လေဝေခင်ဟားတိုက်ရေမောတန်ကြားလျင်ကောင်မလေးဟာဘာလို့တလောက်ရဲနေရလဲဟုအမှန်လေးရှိသည် တင့်စွာအနမကလေးကိုချစ်တတ်သလားသူဝင်လဲတူလေးရှိသည်အတန်းနဲ့ယောက်ျားလေးအသည့်များအိမ်သူအကြောင်းတစုံတရာကြောင့်လာလျင်လဲမကြိုက်ညနာမှညိုနေတတ်သည်သူကိုယ်တိုင်ကလည်းမင်းကလေးတွေနဲ့ရောတဝင်နေလည်းမရှိဝေခင်ကမူတွားခုသွားတော့အကိုမြင့်စွာထက်စားလျင်အကိုတင့်စွာကိုပိုရိတ်ခံတွေ့လျက်ရှိသည်အကိုတင့်စွာရန်ကုန်လာသည့်အခါဝေခင်ရှိရာဆက်မှုတက္ကသိုလ်စာသင်ခန်းတွေတွင်လာရှာသည်တို့ကြောင့်ကြံ့ကြံ့ကအမောတော်ကနဲ့ဝေခင်ညလူတယောက်လိုက်ရှာနေနင့် library မှာ ချားကြည့်နေတော့လေတို့ကနင်ဂျီဟောကမမဆင်စီသွားတယ်ထင်လို့အဲ့ဒါညွန်လိုက်မိတည်းရယ်နင်လိုက်သွားမိရယ်သူများပါလေစိတ်ဝတ်စစ်စားနေဟဲ့စစ်သားတယောက်ပဲနင်လည်းပါတော့လဲလို့မေးတော့မပြောဘူးဝိရှင်မမရှိတယ်ဆိုတာသာပြောပါရတယ်သူ့မှာအချိန်မရလို့တဲ့သူကဘယ်ဆိုလားမသိဘူးလာတာတဲ့မေယောင်နေမက်မိလားမေယောင်ကစဉ်းစားပြီးနောက်မိုင်းပြင်းရတယ်ဝိရှင်ကအကူတင်းဆောင်မှန်းသိလိုက်ပြီးတို့ကြောင့်စာသင်ခန်းစင်းညာတစ်ချောက်ကိုဖြတ်ကျော်ခဲ့တဲ့ ဂျီဟော့ဆောင်တို့ဥတီယာလမ်းဘက်သို့အပြေးလွှားလာခဲ့သည်။တကြောင်နှင့်တူသောမိုးအောင်မှလေကားအဆင်းများကိုပြင်းစင်ခဲ့သည်။ဘောလုံးဝင်ထိပ်မှဥမင်မျိုးများသည်တရေရိပ်ပြင်းနေသလိုထင်နေရပြီးရှင်နေနိုင်မိုးဟိုက်တုံရင်နေသည်။တင်းဆောင်နှင့်မတွေ့ရသည်မှာနှစ်နှစ်ချီးခဲ့ပြီးအကူတယောက်ကလည်းတောခုသားသဖြင့်ရှင်ခွဲခွဲခဲ့ရပြန်သည်။အကိုတင်းစော်ကြတော့လေရှေ့တန်းစင်မြေတို့သားရောက်ရှိနေသဖြင့်မိသားစုမှဆုံတော့ဆုံခဲ့ဖြစ်ရသည်ဒီတခါမတွေ့ပြီလျင်တော်တော်နဲ့တွေ့ကြရမည်မထင် ဂျီဟောကအုတ်ထရဆောင်ရှိမှဗရောက်ပင်နှပင်ကြားတွင်တင့်ကျော်၏နောက်ကျိုးမြင်လိုက်ရသဖြင့်ဝမ်းသာသည်ကုလေးကုလေးတင့်ကျော်၏ညနာမှာတမဟုတ်ချင်းရွှေလန်းကဝင်းပသွားသည် တင့်ကျော်၏သားတွေမှာညိုရင်ကပိမဲဤဖြစ်နေသည်တင့်ကျော်ကဝီခင်းလိုပင်မျက်နှာပေါက်လှပပြေးဖြစ်သည်ဝီခင်းနှင့်ဆင်သည်တင့်မောင်တွေ့ပါမလားလို့စိတ်ပူလဲရတာငါမိုင်းပြင်းရလာတာခီးဆင်ဆင်ပဲတင့်ကျော်၏ညနာမှာပင်ပန်းသောဒဏ်နှင့်နှမ်းလျာညိုလျော်နေသည်တန်ခမောက်ဆောင်းထားသောမျက်နှာတွင်ချွေးပေါက်များလည်းတီးနေသည် ဝေးစားတွေမှာလည်းချွေးချွေးလေးရဲ့ချင်းနဲ့မင်ထွက်နေသည်ကျွန်တော်လည်းကိုလေးနဲ့မတွေ့ရမှာကိုစိတ်ပူလို့ညီတငယ်ချင်းတွေကဒေးဆောင်ညွှန်လိုက်လို့ဟုတ်တယ်ကျွန်တော်ကမနက်ကအဲ့လိုပြောထားလို့ဒါမဲ့ကိုလေးလာတဲ့အချိန်ကကျွန်တော်ကစားကြည့်လိုက်မှာစားကြည့်နေတာအေးလာရင်ကလည်းတာဝန်နဲ့ပဲမလာခင်ကတိလို့စားထဲမလို့မိုင်းပြင်မှာစားရဲကလည်းမရှိဘူးကွာကွာကကြလိုက်တာမိုင်းပြင်ဆိုတော့တည့်ရလားကောလိပ်ကျောင်းတွေရန်အေးအရှိန်ပိုင်းရှမ်းပြင်နဲ့တိုင်းနယ်ခရိုင်ဗမာပြည်မှာတောမြို့လေးတစ်မြို့တော့မရှိကားတဲ့မြို့ပေါ့ဟာ ။စာအုပ်ဆိုင်ကလည်းမရှိပါမရှိနဲ့။စစ်သားဆိုတာကလည်းစာအုပ်နဲ့အချင်းကုန်ရတာ။ငါကလည်းကင်းဆောင်ရင်တော့စာဖတ်တဲ့ကောင်ဆိုတော့စာအုပ်ဆိုင်မရှိတာတော်တော်ဆိတ်ဆင်းရဲ။ကုလေးဆော့ကတိုင်းတုံပါဆို။ဟာစစ်သားဘွားဆိုတာဘယ်မှာတရားရှိမှာရော။ငါရင်းရထက်လိုက်တဲ့စာတွေကအမှတ်နှစ်ရှိပြူဟာတိုင်းတုံလေးစာမဟုတ်တော့ဘူးဟာ။ငါခုခလာရ43လက်နက်ကြီးတက်ခွဲမိုင်းပြင်းရောက်နေပြီ။ဒီရောက်နေတဲ့အကြောင်းအမေစီတော်ငါစာတောင်ရေးထည့်လိုက်သေးတယ်။ဟွန်းကျွန်တော်စီတော်မထည့်ဘူး။အခုလူရောက်လာပြီလေ။ ကိုလေးတခုခုစားပါလားကျွန်တော်ကျွေးမယ်လေသောက်ဆိုင်သွားကြရတော်ပြီငါအချိန်မရဘူးသွားကြရရှိတယ်ဒီကပြန်လျှောက်ရင်စကားပြောသွားမယ်ငါနဲ့ကခဏပဲလာတွေ့တာဒုတိယနေ့မျိုးပြတင်တဲ့နေလျှောက်ကြည့်ပြီးမင်းကလေးတယောက်ရောက်မင်းရမှာပဲလို့မေးလာတာကြောင်လိုက်တာဟာတင့်စော်နေဝေခင်တို့ဒီကတရားလမ်းမတိုင်းလျှောက်လာသည်ခုတစ်ခါကိုလေးတိတ်ပင်လာပဲဟုတ်လားငါပိန်သွားလားဒီပင်မလို့ထင်ပါလေပင်မနဲ့ညီရမှာတော့ရှက်သား ငါတို့ကစိတ်တန်နဲ့ဇွဲနဲ့အလုပ်လုပ်နေကြတဲ့လူတွေဆိုတော့ပြင်းပန်းနေကြီးရတာယောက်ျားမပီတာတလို့ပဲစစ်သားမဟုတ်တလို့ပဲရှင်းန်းစင်မြေရဲ့ဆိုတာကလည်းပန်းမွေရရွှေကော်ဆိုတော့မဟုတ်ဘူးကညီရေးရှင်းန်းနေရတဲ့သူဆိုတော့ဘာမှမသိဘူးမလေးသိပါရဲ့ကျွန်တော်တို့ညအိမ်မက်မက်သေးရဲ့အကိုတို့တက်ကရှမ်းကုန်းမြေမြေမှာစစ်ဆင်နေတယ်အလောင်းနဲ့အလောင်းနဲ့ထက်နေတာတဲ့ခြေပြုတ်ကောင်ပြုတ်မြင်မကောင်းညီတန်နေလဲကြားရတယ်အကိုကလည်းအလောင်းတွေကြားရဆင်းဆင်းဘသူကလည်းမသိဘူးယောက်ျားတယောက်အတန်နဲ့မင်းကိုလေးမသိဘူးမင်းကိုလေးမသိဘူးလို့ပြောနေရတယ် တင့်စော်ကရေမောလေးရဲ့ညီမကလည်းရုပ်ရှင်ပြတာကြားနေရပဲတခန်းတနားနဲ့အဟောအကိုလေးရဲ့ကျွန်တော်လည်းကိုလေးကိုကြည့်လိုက်တော့ကိုလေးကမှတွေ့တယ်နဲ့ကိုလေးကရှက်ထိပ်သွားတာပါစိတ်မပူနဲ့လို့ကျွန်တော်ကိုလှမ်းပြောတယ်ကျွန်တော်ကတော့အိမ်မက်ထဲငိုနေရအေးလေညီတနေ့ကြငါသိရင်ဒီလိုပဲငိုချင်ငိုရမှာပေါ့အာမပြောနဲ့လေကိုလေးဝေခင်ကပြောရင်မျက်ရည်ဝဲလာသည်တင့်စော်ကတပြင်းချလေးရဲ့မပြောလို့ဖြစ်မလားညီမရဲ့ညီတို့တွေလို့ဒီလိုစားကောင်းကောင်းတင်နေအောင်လူတွေအေးရှင်းရနေနေအောင် ငါတို့တက်ကိုတင်မင်းလက်ထဲအနှံထားရတာတို့တိုင်းပြည်မြေတလက်မှာအတွက်တို့တွေအများကြီးစတဲ့ရတယ်တို့အသားတွေညီစားကျွေးရတယ်တို့အယိုးတွေကိုမြေကြီးထဲမြုပ်နှံထားခဲ့ရတယ်ဒါတွေစမ်းသလားဟာငါကတော့မစမ်းပါဘူးထို့နောက်တင့်စော်ကသူတို့စစ်စင်ရေးအကြောင်းများကိုမနာရန်နှမငယ်ကပြောနေလေသည်ဝေခင်ကစိတ်ထဲချက်ချင်းလေးလာကမျက်နှာညွန်ညွန်နဲ့နားထောင်နေမိသည်ရှင်တစ်ဘက်ကငါ့အချစ်ဆုံးတငယ်ချင်းရဲဘော်ထေးလွင်ကြလို့တစ်ဘက်လုံးလုံးစိတ်ကြည်ကွဲပြီးတော့မစားနိုင်မတောင်းနိုင်ဖြစ်ခဲ့ရသေးတယ် ဒီဖြစ်မျိုးငါတက်သေးဝင်စားဖြစ်သေးတယ်ဘုံမှုဆောင်မင်းကြဆုံးတော့မှာပေါ့1963ခုမေလတော့မှာပဲငါမှတ်မိသေးတယ်ဒီတော့ကတရင်ငါတရင်မှုပေါ့စစ်တပ်20အတွင်းမှာတော်လန်ရေးနောက်ပြည်ရင်းစစ်နောက်ရန်ကြီးအောင်ဘရင်နာရိုးမစစ်စင်ရေးရွှေတော်ကြီးစစ်စင်ရေးတွေမှာနာမည်ရခဲ့တဲ့သူကရေးတွေနစ်ခဲ့ရတာပဲအသက်40တောင်မပြည့်သေးဘူးအသက်40ရွယ်ဆိုတာအများကြီးနေနိုင်နေတာပေါ့နော်ကိုလေးနေနိုင်တာပေါ့ဟာငယ်သားတွေကိုတနာတာကိုချင်းစားတာအလိုက်တည်တာဂုံမမောက်တာ ဲ့လိုချစ်စရာအကျဉ်းလေးတွေနဲ့ပြပါလေတော့ငါတို့တရင်တရင်လုံးရှိတဲ့အရာရှိတွေအကျက်တွေရဲဘော်တွေအားလုံးစောက်တရားများဖြစ်ခဲ့ရတာသူနဲ့နင်းနီးတက်တက်နေရတာမကြပါနဲ့သူ့လှုပ်ရှားမှုတွေအားလုံးမျက်စိတွေကမထွက်နိုင်ဘူးဟာဆွဲနေခုရဲဘော်ထေးတွင်ကြတော့ပိုဆိုးတယ်ငါနဲ့အနိကဆောင်တငယ်ချင်းငါအချစ်ဆုံးရင်းနှီးဆုံးဆိုတော့ငါလည်းပဲစိတ်ကောင်းမယ်။တင့်ကျော်ကြီးအတန်းတုံနေသည်။ဝေခင်ကလမ်းလျှောက်လာရင်စကားကိုဟိုလွဲဒီလွဲနဲ့ပြောဆိုနေသည် ခုကျွန်တော်တို့ဖြက်လာတဲ့ဘေးကကွင်းရာအကြောင်းဘောလုံးကွင်းလေးဝင်းရင်းဆိုရင်ရေတွေဖွေးနေကျွန်တော်တို့ဆက်မှုကဘောလုံးဘက်မှာတိတ်တော်တာ1965ခု66ခုရန်ကုန်တက္ကသိုလ်ဘောင်းဆောင်ဘောလုံးပြိုင်ပွဲမှာဆက်မှုတက္ကသိုလ်တင်ရဘိုးဆွဲပြီးပထမတိုင်းရထားတာလေမိနစ်ကပဲကျွန်တော်တို့တောင်သွားအားပေးသေးတယ်လေးစင်ဘောလုံးသမားတွေလည်းမှာအကူညံထွန်းလဲပါတယ်ညံထွန်းငငယ်လေးကတော်တာသူတွေ high school ကျောင်းသားပွားတယ်ကစားခဲ့ကြတာပဲဒီမှာလေအကူညံထွန်းရဲ့သူတငယ်ချင်းကိုရန်နိုင်ရဲ့ကိုငင်းအေးဆိုတာရဲ့ပွဲကြီးပွဲကောင်းမယ်ကိုလေးတို့တောင်တရားမိသေးတယ် ငါးရောင်ဘောလုံးနဲ့ဆက်ဝေးနေတာတော်တော်ကြာပါပြီဟာတို့အတွက်အစိုးဆုံးကတော့စစ်စင်ရေးတာဝန်ရောနေကြားဒေသမှာလန်ခီးရတိတ်ဆိုတော့ပြီမနဲ့ဆက်တွေကတိတ်ပြတ်တာပြီးတော့တခါတခါစစ်စင်ရေးထွက်ပြီးဆိုရင်လည်းတစ်နှစ်ပဲရှင်းထဲမှာတစ်နှစ်ကျော်နေပြီးမှတက်ရင်ကိုတစ်လလောက်ပြန်လာတာတက်ရင်မှာလည်းမမှန်တင်တာရှိသေးတာဒီတော့ဘယ်သူတွေပါပြောပြောစစ်သားဘဝဆိုတာအကြမ်းတမ်းဆုံးအခက်တရဆုံးအပင်ပန်းဆုံးပဲလမ်းတွင်လျှောက်လာကြစေအကြောင်းသားတို့စောက်တောက်ဆိုင်တွေရှိရပါမှာထွက်ခဲ့ကြသည် တနာတတိုက်သည်ဝေခင်းနှင့်တင့်စွာလူကရေဆောင်ရှိနေရာမှသချင်းတစ်ပုဒ်ကိုဟဲလိုက်သည်အစကဖြူဖြူညိုသွားပြီအခုတော့ညိုသွားပြီအကူမှားပါပြီခင်ရဲ့ခေါ်လာမိတယ်တင့်စွာညိတိုင်းဖို့လဲတော့လေငါသွားရမယ်ကိုလေးကဘာနဲ့ပြန်မလဲကျွန်တော်လည်းစကားလေးပြောပြောနဲ့မိပြီဒီလမ်းကလာမိတာကိုလေးဘတ်စကားစီးရင်တော့ဟိုဘက်ကသွားရမှာအေငါ့ကိုကားလာကြုံမှာခေးဝါကြီးမှာငါထွက်ဆောင်ရမှာကားအောင်ရောက်နေနေမလားမသိဘူး စားတော့ငါရွေးရေးရမှာပါ။ညီရီထက်လို့မလွယ်ဘူး။ငါနေရာတွေကလည်းတည်တရားရှိမှာမဟုတ်တော့ဘူး။ဝေခင်ကတင့်သွားတဲ့အတူရှောက်လိုက်လာသေးပင်ထိုခိုင် family ကားပြရသေးသည်ရှေ့မှာခက်ပြေးပြေးမောင်းနေလာသည်။မောင်းနေရင်ကားထဲမှာတက်ဆင်ထားသောရေဒီယိုမှာနေလေရင်အင်္ဂလိပ်ကာလာပေါ်ဒေသတွေကိုအကျဉ်းကြီးဖမ်းထားလေသည်။ဝေခင်နဲ့ကလေးရဲ့မောင်းမီဝေဟေဟေဟုနောက်ပြောင်သွားကြသည်။ဟာတိတ်ဆိုးပါလားကွ။ဟမ်။တင့်သွားဒေါသထွက်နေသည်။ဆိုးတာကတော့သူတို့အုပ်စုပဲ။ကျွန်တော်တို့နဲ့တန်းဟန်းနေချင်မဲတို့အုပ်စု။ ဘာရဲ့ချင်းမဲဆိုတာကျောင်းသားတွေကသူ့နောက်ကိုရပေးထားတဲ့နာမည်လေးဇေယိုက်ကမမှန်ဝန်မှန်တဲ့အုပ်စုတွေပေါ့ကျွန်တော်နဲ့တခါရန်ဖြစ်ပြီးပြီသတိနဲ့တော့နေဟာမင်းကလေးဆိုတာသူများအစော်ကားလို့အောင်ကြက်ကြက်ရှာထိမ့်နေဆိုတာကိုယ့်ကိုထိမ့်မှဖြစ်တာတင်စော်ကသူ့ပေါင်းမရေတဲ့လက်နိုင်ကဆယ်တန်းအနန်းတရက်ငါးချက်တန်း၂ရက်အနက်ငါးချက်တန်းတရက်သားဖဲထားပြီးဝိခင်းလက်ထဲသို့ငွေဆက်ကူအနှံကလေးများကိုထည့်လိုက်သည်ဝိခင်းကညင်းနေသည်မယူပါဘူးကိုလေးရဲ့ကိုလေးပဲတော့မှယူသွား ငါပြင်ယူစမ်းမှာဟာညီငွေအမြဲလုံနေစွာငါသိတယ်။တင့်စော်ကခက်ဆောင်ဆောင်ပြောပြီးဝေခင်လက်ထဲသို့ပိုက်ဆံကိုအတင်းထည့်လိုက်သည်။ဝေခင်ကငွေဆက်ကူများကိုချစ်ချစ်ပါအောင်စုပ်ကန်လျက်မျက်ရည်များဝိုင်းလာကတင့်စော်၏ညနှာကိုငေးဆိုင်နေပြီ။အကိုဖြစ်သူ၏မျက်နှာထားမှာတင်းလျက်မေးကြောများမှာအန်တန်းထားသည်နဲ့များထောက်နေသည်။"သွားမယ်"ဟုမပြောရဘဲရုတ်တရက်ခြာကနေလှည့်ထွက်သွားသည်။ဝေခင်သည်အခုနောက်ကျောင်းငေးကြည့်ရင်မျက်ရည်များကြာလာလေတော့သည်။ ားပေးနာဆင်ပေးကြတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။ဘိုင်း6ကိုလည်းဆက်လက်ဆောင်ရနာဆင်ပေးပါအောင်နော်။